မင်္ဂလာပါရှင်တောင်ထူရဲ့အပတ်စဉ်သတင်းပြဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ပတ်သတင်းတွေကိုကျွန်မလွေးပေါ်လပါကတာဝန်ယူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်ဆူစီရရှိထားတဲ့သတင်းတွေကတော့ငလင်တန်တင့်ပြည်သူတွေကိုစာနာထောက်ထားတဲ့အနေနဲ့ရက်၂၀အပြည့်ရမယ်လို့စစ်ကောင်စီတပ်ကထုတ်ပြန်ထားပေမဲ့တောင်ပြည်ထဲမှာနေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေတဲ့တဲ့တင်မူလဆစ်စင်ထားတဲ့ကြံပွဲကျင်းပဖို့ပြင်ဆင်ထားရကနေမလင်တန်တင်တဲ့မိဘပြည်သူများအားစာနာထောက်ထားတော်အဖြစ် ကျင်းပမဲ့တကြံပွဲကိုပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးဖျားစာဝတ် TNOE ပြန်ရုပ်တိန်တဲ့တင်တောင်မျိုးတာလူမျိုးရေးတပ်မတော် TNOE ထံစစ်ကောင်စီတပ်ဖွဲ့ဝင်တို့ဦးကလာရောက်လက်နက်ချအလင်းဝင်တဲ့တင်တွေအပြင်အခြားထူးခြားစစ်ဝင်စားစရာကောင်းတဲ့တောင်ပြည်တင်တွေကိုကြားရမှာပါတရင်တွေကိုစတင်ရှုစားရမှာပါ ငလင်ဒန်တင်းတဲ့ပြည်သူတွေကိုစာနာထောက်ထားတဲ့အနေနဲ့ရက်20အပြည့်ရမယ်လို့စစ်ကောင်စီတပ်ကထုတ်ပြန်ထားပေမဲ့တောင်ပြည်ထဲမှာလေကြောင်းတက်ခိုက်မှုဆက်တိုက်ပြုလုပ်နေတဲ့တရင်ရှုစားရမှာပါ။တရင်အပြည့်စုံကိုမိယမင်းသူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တဘာဝဘေးအနေရဲ့ငလင်တန်ကြောင့်ပြည်သူတွေအထီးဒုက္ခရောက်နေချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ် ငလင်တန်သိပြည်သူများကိုအကြောင်းပြပြီး EP လ2ရက်နေ့တုန်းကရက်20ကြာအပြည့်ရမယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပေမဲ့အဒီနေ့မှာပဲတအန်းပြည်နောက်ချုံမြို့နယ်ဆက်မဆက်ရွာမှာဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ရှင်။ကျမမြင်မင်းသူပါ။မူလစီစဉ်ထားတဲ့တကြံပွဲကျင်းပဖို့ပြင်ဆင်ထားရကနေငလင်တန်တင်မိဘပြည်သူများအားစာနာထောက်ထားတော်အားဖြင့်ကျင်းပမဲ့တကြံပွဲကိုပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးဖျက်ဆော်ဝက် TNW ပြန်ရုပ်သိမ်းတဲ့တဲ့တင်ဖြစ်ပါတယ်။ ငလီနန်တင့်နေတဲ့မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားတော်အဖြစ်တောင်းပြီးပါတကြံကာလပျော်ပွဲရှင်ပွဲမကျင်းပဖို့ဖျားဆာဝပ် TNW ဘို့အုတ်ချုပ်ရေးဌာနကစာထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်တောင်ပြခရိုင်၅ခုစလုံးပျော်ပွဲရှင်ပွဲတကြံမန်တက်တွေမလုပ်ကြဖို့ဧပြီလတရက်နေ့မှာစာတစောင်းထုတ်ပြန်ခဲ့ပြီးတက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတွေကိုလည်းအမိန့်စာပေးပို့ထားပါတယ် 2025အတာတကြာ219မှာမူလကတကြံပွဲတော်ကျင်းပဖို့စီစဉ်ထားတော့လေမလ28ရက်နေ့မှာငလင်လှုပ်ခတ်သွားပြီးမြန်မာပြည်သူများတပွားဘေးအနေနဲ့ထဲဒုက္ခကြရောက်နေကြပါတယ်ဒါကြောင့်တကြံပွဲတော်ကျင်းပဖို့ပြင်ဆင်ထားတာကိုဖျက်သိမ်းပြီးတောင်းပြေတွင်မြည်တိနေရလို့မဆိုပျော်ပွဲရှင်ပွဲတွေကိုကျင်းပဖို့မိတ္တရက်ခံစားတဲ့ဆောင်ထုတ်ပြန်ရတာဖြစ်ပါတယ်။ငလင်တန်ကြောင့်မြန်မာပြည်သူ2000ကျော်တေဆုံးပြီး3900တန်ရာရရှိခဲ့ပါတယ်။ တောရခန့်ပျောက်ဆုံးနေပြီးအိနီချင်းနိုင်ငံတွေရဲ့အကူအညီနဲ့ရှားဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပါတယ်။တပွားဘေးအန္တရာယ်ကျရောက်နေတဲ့ပြည်သူလူထုတွေကအကူအညီကယ်ဆယ်ရေးလုပ်ငန်းနဲ့ပြန်လည်နေရာချထားရေးလုပ်ငန်းတွေအရေးတကြီးလိုအပ်နေတာကြောင့်ညောင်တုံးဖက်ကဖော်ဆောင်နေတဲ့တတူညာနှစ်ခွင်စစ်စင်ရေးကိုလည်းအေဗီလာတလအတွင် ခုခံကာကွယ်စစ်မှအပအပြည့်ရက်ကြောင်းညောင်မဟာမိတ်တုံးဖက်ကပူတွဲထုတ်ပြန်ချက်စာတစ်စောင်ကိုအေဗီလာတရက်နေ့ကထုတ်ပြန်ထားပါတယ်။ကျမလွေပူလပါပါရှင်။ တောင်မြတာလူမြောက်ရေးတပ်မတော် TNRI ထံစစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကလာရောက်လက်နက်ချအလင်းဝင်တဲ့တည်င်းဖြစ်ပါတယ်။ဒီတည်င်းကိုလွေပုံမြေမကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်မြူသားလူမျိုးရေးတက်မတော် DNLAC ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးလက်နက်ချအလင်းဝင်ခဲ့ပါတယ်။ တောင်ပြည်တမဟာနိနယ်မြေနောင်ချိုမြို့နယ်တောင်ခမ်ကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အမြောက်တရင်900နိတက်စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူပြီးခဲ့တဲ့မတ်လ28ရက်မှာတောင်မြို့သားလူမျိုးရေးတပ်မတော်ထံလာရောက်လက်နက်ချလင်းဝင်ခဲ့ပါတယ်။တပ်ဖွဲ့အတူမှာပိုကြီးအစီရှိတဲ့ကောင်းဆောင်အရာရှိတေဆုံးသွားတာကြောင့်အခုလိုထွက်ပြေးလူမျိုးလာနိုင်တာဖြစ်တယ်လို့ထွက်ဆိုကြပါတယ်။ လက်ရှိမှာလေးဝင်လာတဲ့စစ်တုံးပန်း၃ဦးကိုစစ်တုံးပန်းဥပဒေနဲ့အညီမိမိတို့ PSLF TNLA ကကောင်းကောင်းမွန်မွန်ဆောင်ရှောက်ပေးထားပါတယ်။ပြီးခဲ့တဲ့ဒီပေါ်မြို့သိမ်းတိုက်ပွဲအတွင်းကဖန်စီရမိထားတဲ့စစ်တုံးပန်းတွေကိုတော့ PSLF TNLA ကပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ကျမလို့ပူညီပါ တောင်ပြည်ကြောက်မဲမြို့မှာတောင်ပြည်ရဲ့တပ်ဖွဲ့ကမွရစေဝါရောင်းဝယ်သူအမျိုးသမီးတဦးကိုဖမ်းဆီးရမိတဲ့တရင်တင်ဆက်ပေးသွားမှာပါကြောက်မဲခရိုင်မှာမွရစေဝါရောင်းဝယ်သူအမျိုးသမီးတဦးကိုတောင်ပြည်ရဲ့တပ်ဖွဲ့ကဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်တောင်ပြည်ကြောက်မဲခရိုင်ကြောက်မဲမြို့ရက်ွက်၃မှနေထိုင်တဲ့အသက်68နှစ်အရွယ်အမျိုးသမီးတဦးကိုတောင်ပြည်ကြောက်မဲမြို့ရက်တပ်ဖွဲ့ကစုံစမ်းဖမ်းဆီးနိုင်ခဲ့ပါတယ် မိဘပြည်သူများရဲ့ပူပေါင်းပါဝင်မှုကြောင့်မူရစ်ဆေးဝါးရောင်းဝယ်မှုတည်င်းရရှိပြီးတွားရောက်စစ်ဆေးရမှာဘိန်းဖြူခွက်တစ်ခွက်ဘိန်းဖြူဘူးသေး၅ဘူး WY စိတ်ကြွဆေးပြား၂၀၈ပြားနဲ့ငွေသား၁သိန်း၄၀နဲ့အတူဖန်စီရမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကိုမူရစ်ဆေးဝါးဥပဒေနဲ့အမှုဖွင့်အရေးယူထားပါတယ်။ပြီးခဲ့တဲ့မလ၂၄ရက်နေ့ကလည်းကြောက်မဲမျိုးရက်ွက်တစ်မှာမူရစ်ဆေးဝါးရောင်းဝယ်သူအမျိုးသမီးတဦးထံစိတ်ကြွဆေးပြားအများပြားနဲ့အတူဖန်စီရမိထားပါတယ်။ ကျွန်မလွေးပူလပါပါရှင်ငလင်တန်တင့်တဲ့ပြည်သူတွေကိုကူညီဖို့လာတဲ့တရုတ်နိုင်ငံချက်ချင်းတဲ့အတင်းရင်လိုင်းတွေကိုစစ်ကောင်စစ်တပ်ကချောင်းမြောင်းပစ်ခတ်လိုက်တဲ့တဲ့ဒီတဲ့င်းကိုကျွန်မလွေးပူလပါကပဲတာဝန်ယူတင်ဆက်ပေးသွားမှာပါငလင်တန်တင့်တဲ့ပြည်သူတွေကိုကူညီဖို့လာတဲ့တရုတ်နိုင်ငံချက်ချင်းတဲ့အတင်းရင်လိုင်းတွေကိုစစ်ကောင်စစ်တပ်ကချောင်းမြောင်းပစ်ခတ်လိုက်ပါတယ် တရုတ်မြန်မာနယ်စပ်ကနေတဆင့်တောင်ပြည်ကိုဖြတ်ကျော်လာတဲ့တရုတ်နိုင်ငံကြက်ချင်တဲ့အတင်းရင်တန်းကိုစည်းကိုတောင်ပြည်နောင်ချုံမြို့နယ်အုံမတိရွာအရောက်မှာစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီရင်တန်းတွေကမန္တလေးမြို့ကိုဥတီခရီးဆက်မှာဖြစ်ပြီးရင်ထဲမှာငလင်တန်းတင့်ပြတူများကိုကူညီရေးပစ္စည်းများတင်ဆောင်လာတာဖြစ်ပါတယ်။ပြစ်ခတ်ခံရတဲ့တရုတ်ကြက်ချင်တဲ့အတင်းကိုတောင်မြို့တာလူမြောက်ရေးတပ်မတော်ကကာကွယ်စောင့်ရှောက်ထားပြီး၎င်းတို့ဥတီတဲ့လိုရာခရီးရောက်ရှိနိုင်ဖို့ဆက်လက်ကူညီပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ပတ်သတင်းတွေကတော့ဒီလောက်ပါပဲရှင်မိဘပြည်သူများအားတပွားဘေးအန္တရာယ်ကိုအမြန်ဆုံးလွတ်မြောက်ပြီးဘေးရန်ကင်း၍ကိုယ်စိတ်နှစ်ဖြာရှင်လန်းချမ်းမြေ့ကြပါစေရှင်